မြမပြည်တွင်းစစ်ရဲ့အနှိတ်ထာယုံရီထဲမှာဘာသာရေးအမွေနစ်တွေပြည့်စည်ဆုံးရှုံးမှုကစိုးရိမ်စရာအကောင်းဆုံးထဲမှာပါဝင်လာပါတယ်ဆီယနာသိပြီး2025ခုနှစ်အထိဖုန်ကြီးကြောင်းတွေဘလီတွေခရီးရဖြားရှိခိုးကြောင်းတွေအပါအဝင်ဘာသာရေးအဆောက်အအုံပေါင်း200ကျော်ဖြည့်ဆည်းခံရတာဒါမှမဟုတ်ပြည့်စည်ခဲ့ရတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေရဲ့မှတ်တမ်းတွေမှာဖော်ပြပါတယ် အခုလိုဘာသာရေးနေရာတွေကိုတိုက်ခိုက်နေတာဟာနိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြောင်းဘာသာရေးခေါင်းဆောင်တွေကထောက်ပြလိုက်ပါတယ်အဂျင်စီယာဖိုင်တည်င်းဌာနရဲ့ဖော်ပြချက်အရ2023ခုနှစ်ကနေ2025ခုနှစ်အတွင်းမြန်မာနိုင်ငံမှာဘာသာရေးဆိုင်ရာနေရာနေရာကျော်ပြည့်စည်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအချက်လက်တွေဟာမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရာ IIMM လို့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေနဲ့ကိုက်ညီနေပါတယ်။စစ်ပွဲထံကြောင့်ဘာသာရေးနေရာတွေတမကဈေးဘက်ဆိုင်ရာအဆောက်အုံ400ကျော်နဲ့ပညာရေးအဆောက်အုံ240ကျော်လည်းဖျက်ဆီးခံခဲ့ရတယ်လို့မက်တန်းတွေကဖော်ပြပါတယ်။စီရီပြင်းထန်တဲ့ချင်း၊ကင်ရနဲ့ကချင်ပြည်နယ်တွေမှာရှိတဲ့ခရီးရဖျားရှိခိုးကြောင်းတွေဟာအပြင်းထန်တိုက်ခိုက်ခံခဲ့ရပါတယ်။ လွိုင်ကော်မြို့က Sacred Heart Church ရွှေနှလုံးတော်ဘုရားကျောင်းဟာ2023ခုနှစ်မှာဗုဒ္ဓေတိုက်ခိုက်ခံရလို့ခုလုံနေသူ၄ယောက်တည်ဆုပ်ခဲ့ပါတယ်။လွိုင်ကော်က Chris the King Candidel Chris Du ဘုရင်ဘုရားကျောင်းလဲဗုဒ္ဓေခံရပြီးစစ်တပ်ကသိမ်းပိုက်အသုံးပြုခဲ့ပါတယ်။ ဗမော်မြို့ကစိန်ပက်ထရစ်ခတ်တီတဲဆိုရင်2025ခုနှစ်မတ်လမှာဂိုင်းချုံနယ်တစ်ခုလုံးမီးလောင်ပျက်စီးခဲ့တယ်လို့မက်သန်ရီမှာဖော်ပြထားပါတယ်။နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရကိုးကွယ်ဝှပြရာနေရာတွေကိုကာကွယ်ပေးထားသင့်ပေမဲ့မြန်မာနိုင်ငံမှာအ धिक ဘာသာရေးဆိုင်ရာနေရာတွေပြင်းထန်ထားခင်ရတာဟာကြီးမားတဲ့လူအခွင့်အရေးချိုးဖောက်မှုအဖြစ်ကဘာကပါစောင့်ကြည့်နေကြပါတယ်။